မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ MP4 video file ကနေပြီးတော့ MP3 သချင်း file အဖြစ်အလွယ်ကူဆုံးနဲ့ပြောင်းလို့ရနိုင်တဲ့နီလန်လေးနှစ်ခုကိုကျွန်တော်ဒီသင်ခန်းစာလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ် ပထမတစ်ခုကတော့ကျွန်တော်တို့အင်တာနက်အသုံးပြုပြီးတော့အွန်လိုင်းကနေပြီးတော့မှဓာတ်ရိုက်ပြောင်းလဲလို့ရနိုင်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ဒုတိယနည်းလမ်းကတော့ကျွန်တော်တို့ offline အနေနဲ့ software ကိုအသုံးပြုပြီးတော့မှ MP4 video ကနေပြီးတော့မှ MP3 သချင်း file အဖြစ်ပြောင်းလို့ရနိုင်တဲ့နည်းလမ်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်။ဒီတော့ပထမဆုံးနည်းလမ်းလေးကိုစပြီးတော့ပြဖို့ရာအတွက်ကျွန်တော်တို့အင်တာနက်အသုံးပြုပြီးတော့ online ကနေပြီးတော့ တိုက်ရိုက်ကျွန်တော်တို့ပြောင်းမှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကွန်ပျူတာလေးမှာအင်တာနက်လေးကျွန်တော်တို့အရင်ဆုံးချိန်ပေးထားဖို့လိုပါတယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ Chrome browser လေးတစ်ချက်လောက်ဖွင့်လိုက်ပါမယ်။ Chrome browser လေးပွင့်လာပြီဆိုရင်တော့ကျွန်တော်တို့ search bar လေးမှာ MP4 ကနေပြီးတော့မှ MP3 တစ်ချက်ဖိုင်ကိုပြောင်းမှာဖြစ်တဲ့အတွက် MP4 to MP3 ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာရိုက်ထည့်ပေးရမယ့်စာသားလေးက MP42 MP3 ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့မြင်ရလားမသိဘူးနော်မြင်ကွင်းလေးနည်းနည်းတော့ကျွန်တော်ချက်ပြပေးသွားပါမယ်ဟောဒီမှာကျွန်တော်တို့ရိုက်ထည့်ပေးရမှာလေးက MP42 MP3 ဆိုပြီးတော့မှရိုက်ထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်တို့ဒီမှာ MP42 MP3 ဆိုတဲ့စရမ်းလေးကိုကျွန်တော်တို့ကလစ်တစ်ချက်လောက်ကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်နေလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ပြောင်းလို့ရနိုင်တဲ့လင်လေးတွေကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီတော့အပေါ်ဆုံးမှာရှိနေတဲ့ကျွန်တော်တို့ဒီမှာ ဖရီကွန်ဗတ်ဆိုတဲ့နေရာလေးမှာ MP4 to MP3 ကွန်ဗတ်တာဖရီကွန်ဗတ်တော်ကွန်ဆိုတဲ့ဒီရဲ့ကျွန်တော်တို့စတန်းလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါမယ်စရံလေးကိုနှိပ်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့နေရာလေးကိုရရှိလာပါလိမ့်မယ်ဒီမှာတခါတည်းသူကပြောပြထားပါတယ်မက်ဆီမန်ကျွန်တော်တို့အများဆုံးသူက size ဆိုရင်တော့1 kg ရှိတဲ့ MP4 video ကနေပြီးတော့မှကျွန်တော်တို့အများဆုံးပြောင်းလို့ရနိုင်နေပေါ့နော်။ 1K ထက်ကျော်ရင်တော့ကျွန်တော်တို့ပြောင်းလို့အဆင်ပြေမှာမဟုတ်ပါဘူး။ဒီတော့ကျွန်တော်နမူနာအနေနဲ့ဒီမှာ desktop ပေါ်မှာသချင်းလေးတစ်ပုဒ်ကျွန်တော် download ဆွဲထားပါတယ်။ဒီတော့ဒီရဲ့သချင်းလေးကအခုလောလောဆယ်ကျွန်တော်တို့ MP4 video ဖြစ်နေပါတယ်။ဒီတော့ဒီရဲ့သချင်းကိုကျွန်တော်တို့က MP4 video ဤအနေနဲ့ကျွန်တော်တို့မကြည့်ခြင်းဘူး။ကိုကဒီသချင်းလေးကိုလက်ကြိုက်တယ်။ဖုန်းထဲမှာကျွန်တော်တို့ MP3 file လေးအနေနဲ့ကျွန်တော်တို့ပြောင်းပြီးတော့မှထည့်ထားခြင်းလေဆိုရင် ဒီကကျွန်တော်တို့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ကဒီမှာ online အသုံးပြုပြီးတော့မှဒီက website လေးထဲမှာပြောင်းมาဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီမှာ choose file ဆိုတဲ့နေရာလေးကိုကျွန်တော်တို့ click တစ်ချက်လောက်နှိပ်လိုက်ပါမယ်။နှိပ်ပြီးသွားပြီဆိုရင်တော့အစောနောက်ကကျွန်တော်တို့ desktop ပေါ်မှာတင်ထားခဲ့တဲ့ကျွန်တော်တို့ဒီက video file လေးကိုပြောင်းมาဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့ select လေးပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့ open ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါမယ်။အပန်းကိုနှိပ်လိုက်တာတဲ့တပြိုင်တည်းအခုလိုမျိုးလေးကျွန်တော်တို့ကြာလာပါလိမ့်မယ်ဒီနေရာလေးမှာကျွန်တော်တို့ internet line ကောင်းတယ်ဆိုရင်တော့ခဏလေးနဲ့တန်းပြီးတော့မှရသွားပါလိမ့်မယ်တကယ်လို့ကိုက internet line ကျနေတယ်ဆိုရင်ကိုယ့်ရဲ့ video ကလည်းနည်းနည်းလေးကျွန်တော်တို့ရှင်းတယ်ဆိုရင်တော့ဒီနေရာမှာအနေငယ်ကျွန်တော်တို့စောင့်ပေးရပါမယ်ဒီတော့ကျွန်တော်တို့ကဒီမှာ output ဆိုတဲ့နေရာလေးမှာ mp3 ပြောင်းมาဖြစ်တဲ့အတွက် mp3 ကိုကျွန်တော်တို့ကရွေးပေးထားပါမယ်ဒါလေးကျွန်တော်တို့ရွေးပြီးသွားပြီဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ convert ဆိုတာလေးကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်တာနဲ့တပြိုင်တည်း loading လေးနဲ့ကျွန်တော်တို့ဒီမှာ အပြာဒန်းလေးကျွန်တော်တို့ပြေးသွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုမျိုးလေးကျွန်တော်တို့ဒီမှာ uploading ဆိုတဲ့နေရာလေးမှာကျွန်တော်တို့100%ပြည့်အောင်ကျွန်တော်တို့စောင့်ပေးရပါမယ်ဒီနေရာမှာတော့သူကသူ့ရဲ့ website ပေါ်ကိုကျွန်တော်တို့ပြောင်းလဲမဲ့ video file လေးကိုသူက upload လုပ်နေတယ်ပေါ့နော်အဲ့တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့100%ပြည့်အောင်စောင့်ပေးရပါမယ် ျွန်တော်တို့က online အသုံးပြုပြီးတော့မှဒါရိုက်ကျွန်တော်တို့က convert လုပ်တာဖြစ်တဲ့အတွက်ပြီးရင်ကျွန်တော်တို့ဒီမှာ free website တွေတုံးတာဖြစ်တဲ့အတွက်အားနည်းချက်လေးတခုတော့သွားပြီးတော့တွေ့ရပါတယ်။ဘာလဲဆိုရင်တော့ကျွန်တော်တို့ဒီမှာအလောက်လောက်နေတဲ့အခြေအတော်တွေမှာပဲဒီမှာကျွန်တော်တို့မလိုအပ်တဲ့ ကြောင်ညာတွေကျွန်တော်တို့တက်လာတာပေါ့နော်ဒီရဲ့ကြောင်ညာတွေတော့ကျွန်တော်တို့သွားပြီးတော့မှမနှိမ့်မိအောင်ရှောင်ကျင်ပေးရပါမယ်တခါတလေမှကျွန်တော်တို့ဆက်သေးကိုဗိုင်းရပ်တွေကျွန်တော်တို့ဝင်လာနိုင်တယ်ပေါ့နော်ဒီတော့ကိုမသိတဲ့လင့်တွေကျွန်တော်တို့ကိုမသိတဲ့ကြောင်ညာတွေဆိုရင်လုံးဝသွားပြီးတော့မှကလစ်မလုပ်ပါနဲ့ကျွန်တော်တို့ဒီမှာ uploading ဆိုတဲ့နေရာလေးမှာကျွန်တော်တို့100%လေးခဏလေးပြည့်အောင်ဆောင်ပါမယ်တခြားကျွန်တော်တို့ကြောင်ညာတွေကိုလုံးဝသွားပြီးတော့မှကျွန်တော်တို့မနှိမ့်ပါနဲ့ပေါ့နော်အဲ့တော့အခုဒီမှာကျွန်တော်တို့ fitness ဆိုတာလေးကျွန်တော်တို့ပြီးသွားပြီဆိုတာနဲ့ဒီမှာကျွန်တော်တို့ converting ဆိုပြီးတော့မှာ သူ့လိုလိုကျွန်တော်တို့ MP4 ဗီဒီယိုကနေပြီးတော့ MP3 တခြင်းဖိုင်ကိုကျွန်တော်တို့ပြောင်းပေးသွားတာကိုတွေ့ရပါတယ်။ဒီတော့ပြောင်းပေးသွားပြီဆိုတာနဲ့တပြိုင်တည်းတယောက်မှာကျွန်တော်တို့ download ဆိုတာလေးကျွန်တော်တို့ပေါ်ပါတယ်။သူ့ကိုကျွန်တော်တို့က download ဆွဲမှာဖြစ်တဲ့အတွက် download ဆိုတာလေးကိုကျွန်တော်တို့ကလစ်လေးတစ်ချက်လောက်နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ browser က downloader ကနေပြီးတော့မှတစင်ကျွန်တော်တို့ဒီမှာတခြင်းဖိုင်လေးကို download ဆွဲနေပြီဖြစ်ပါတယ်။ကျွန်တော်တို့ခဏလေးစောင့်ပေးရပါမယ်။ အခုဒါဆိုရင်တော့ကျွန်တော်တို့ဒီမှာ MP3 တခြင်း file လေးကျွန်တော်တို့ download ဆွဲပြီးသွားပြီးဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင် folder ပုံစံလေးကိုကျွန်တော်တို့ click တစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်လိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ download ဆွဲထားခဲ့တဲ့ MP3 တခြင်း file လေးကကျွန်တော်တို့ဘယ်နေရာမှာရောက်သွားလဲဆိုရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ computer ထဲမှာရှိနေတဲ့ file explorer လေးကိုတစ်ချက်လောက်ဖွင့်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ download ဆိုတဲ့ထဲကိုကျွန်တော်တို့ဝင်ကြည့်လိုက်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ MP4 video ကနေပြီးတော့ပြောင်းလဲထားတဲ့ MP3 သချင်းဖိုင်လေးရကျွန်တော်တို့ဒီနေရာမှာရရှိလာပါလိမ့်မယ်ဒီတော့ကျွန်တော်တို့ပြောင်းလိုက်တာအဆင်ပြေမပြေကျွန်တော်တို့ဒီရဲ့သချင်းဖိုင်လေးကိုတစ်ချက်လောက် double click နှိပ်ပြီးတော့မှဖြန့်ကြည့်လိုက်ပါမယ်ဟုတ်ကဲ့ဒါ ဒါဆိုရင်ကျွန်တော်တို့ဒီမှာတချင်းလေးကကျွန်တော်တို့ရပ်သွားပြီပေါ့နော်ဒါကတော့ကျွန်တော်တို့ပထမဆုံး internet အသုံးပြုပြီးတော့ online နဲ့ပြီးတော့မှဓာတ်ရိုက်လုပ်တဲ့နီလန်လေးဖြစ်ပါတယ်ဒီတော့ဒုတိယနီလန်လေးပြပေးဖို့ရာအတွက်ဆိုရင်တော့ကျွန်တော်တို့ internet မရှိတဲ့သူတွေအတွက်အဆင်ပြေအောင်ကျွန်တော်တို့ offline အနေနဲ့ software အသုံးပြုပြီးတော့ကျွန်တော်တို့ပြောင်းလဲတဲ့နီလန်လေးကိုဆက်ပြီးတော့ပြပေးသွားပါမယ်ဒါကြောင့်ကျွန်တော်တို့ဒုတိယနီလန်လေးအသုံးပြုဖို့ရာအတွက်တော့ကျွန်တော်တို့ internet မလိုတော့ပါဘူးဒါကြောင့်ကျွန်တော်တို့ကိုးချိတ်ထားတဲ့ internet လေးကိုအရင်ဆုံးကျွန်တော်တို့ဖြုတ်လိုက်ပါတော့မယ် ဖြုတ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က software အသုံးပြုပြီးတော့ offline အနေနဲ့ကျွန်တော်တို့ကပြုတ်လုံမှာဖြစ်တဲ့အတွက်ဒါတွေအားလုံးကျွန်တော်တို့ပိတ်လိုက်တော့မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒီမှာလိုအပ်တဲ့ software လေးကတော့ format factory ဆိုတဲ့ software လေးဖြစ်ပါတယ်ဒီ format factory ဆိုတဲ့ software ကိုအသုံးပြုပြီးတော့ကျွန်တော်တို့က file format တွေကိုကျွန်တော်တို့အလွယ်တကူပြောင်းလို့ရပါတယ်ဒီတော့ကျွန်တော်တို့က mp4 video ကနေပြီးတော့ mp3 သချင်း file ကိုကျွန်တော်တို့ကပြောင်းလဲမှာဖြစ်တဲ့အတွက်ဒီ software လေးသုံးပြီးတော့ပြောင်းလိုက်ပါမယ် ဒါကြောင့်ကျွန်တော်တို့ DS software လေးအသုံးပြုပြီးတော့ပြောင်းပါဖြစ်တဲ့အတွက်ကိုယ့်ရဲ့ computer ထဲမှာ format factory ဆိုတဲ့ software လေးရှိနေမှတော့ကျွန်တော်တို့အဆင်ပြေမှာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့ computer ထဲမှာ format factory software လေးမရှိနေသေးလို့ထည့်သွင်းခြင်းနဲ့ဆိုရင်လည်းကျွန်တော်ရဲ့ Facebook page messenger ဒါမှမဟုတ်ကျွန်တော်ရဲ့ phone number Telegram or Viber နဲ့ပြီးတော့မှကျွန်တော်တို့ format factory software လေး download link ရချင်လို့ပါဆိုပြီးတော့ကျွန်တော်စီကိုလာပြီးတော့ download ရပါတယ်ကျွန်တော် download link လေးလှမ်းပြီးတော့မှ ပုတ်ပေးလိုက်ပါမယ်ပေါ့နော်ဒီတော့ DS server လေးကျွန်တော်တို့ကိုယ့်ရဲ့ကွန်ပျူတာထဲထည့်ပြီးသွားပြီဆိုရင်သူ့ကိုအသုံးပြုပြီးတော့ MP4 video ကနေပြီးတော့ MP3 သချင်းဖိုင်ကိုပြောင်းမှဖြစ်တဲ့အတွက်ကျွန်တော်တို့ software လေးကိုတစ်ချက်လောက်ဖွင့်လိုက်ပါမယ် format battery software လေးကျွန်တော်တို့ဖွင့်လိုက်ပါမယ် format battery software ဖွင့်လာပြီဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာပြောင်းလဲလို့ရတဲ့ file format တွေကျွန်တော်တို့အများကြီးပဲရှိတယ်ဒီထဲကနေပြီးတော့မှကျွန်တော်တို့က mp3 သချင်း file ကိုပြောင်းမှဖြစ်တဲ့အတွက်ကျွန်တော်တို့ audio ဆိုတဲ့အထည်ကိုကျွန်တော်တို့ဝင်လိုက်ပါမယ် audio တဲကိုဝင်ပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းဒီမှာကျွန်တော်တို့ audio mp3 ဆိုတဲ့နေရာလေးရှိတယ်သူ့ကိုကျွန်တော်တို့ကလစ်လေးတစ်ချက်လောက်နှိပ်လိုက်ပါမယ်နှိပ်လိုက်တာနဲ့အခုလိုမျိုးပေါက်လေးကျလာပါတယ်ဒီတော့ကျွန်တော်တို့ဒီမှာ app file ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာရှိတဲ့ကိုပြောင်းလဲလိုတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ထည့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ပြောင်းလဲခြင်းတဲ့ဗီဒီယိုဖိုင်လေးက desktop ပေါ်မှာရှိတယ်။ဟောဒီရဲ့သချင်းဖိုင်လေးကိုပြောင်းမှာဖြစ်တဲ့အတွက်သူ့ကိုဆက်လက်လေးပေးလိုက်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့ open ဆိုတာလေးနှိပ်လိုက်ပါမယ်။နေပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာ okay ဆိုတာလေးနှိပ်လိုက်ပါမယ်။ okay နေပြီးသွားပြီဆိုတာနဲ့တပြိုင်တည်းသူ့ကိုကျွန်တော်တို့ကပြောင်းလဲဖို့ရအတွက်အပေါ်မှာရှိနေတဲ့ကျွန်တော်တို့ status ဆိုတာလေးကိုကလစ်တစ်ချက်လောက်နှိပ်လိုက်ပါမယ်။ စတက်ကိုနှဲ့လိုက်တာနဲ့တပြိုင်တည်းဟောဒီမှာ तू က MP4 video နဲ့ပြီးတော့မှ MP3 တချင်း file အဖြစ်သူ့လိုလိုကျွန်တော်တို့ပြောင်းလဲပေးနေပါတယ်100%ကျွန်တော်တို့ပြည့်အောင်စောင့်ပေးရပါမယ်အခုလိုမျိုးပြည့်သွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ complete ဆိုတာလေးပြသွားပြီဆိုရင်တော့ရရှိသွားပြီဖြစ်ပါတယ်ဒီတော့ဒီရဲ့ကျွန်တော်တို့ file လေးက ပြောင်းပြီးသား file လေးကဘယ်နေရာမှာရောက်သွားလဲသိချင်တယ်ဆိုရင်တော့ဒီမှာကျွန်တော်တို့ output folder ဆိုတဲ့ထည့်ကိုကလစ်တစ်ချက်နှိပ်ပြီးတော့မှဝင်ကြည့်လိုက်လို့ရပါတယ် ဒီတော့ output ဖော်တာဆိုတဲ့နေရာလေးမှာကျွန်တော်တို့ပြောင်းပြီးသား MP3 file လေးကကျွန်တော်တို့ရောက်ရှိနေပါလိမ့်မယ်။ဒီတော့ DF file လေးကိုကျွန်တော်တို့ကဒီနေရာမှာမှထားချင်ပါဘူး။ desktop ပေါ်ကိုကျွန်တော်တို့ထားချင်တယ်ဆိုရင်တော့ control နဲ့ x ကိုနှိပ်ပြီးတော့မှ cut လုပ်ခက်လိုက်ပါမယ်။ပြီးတော့ပြီးဆိုရင်တော့ကျွန်တော်တို့ဒီမှာ desktop ပေါ်မှာ control နဲ့ v နဲ့နှိပ်ပြီးတော့ paste ချလိုက်ပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့ပြောင်းလဲထားတဲ့ MP3 file လေးကကျွန်တော်တို့ကိုယ့်ရဲ့ computer secret desktop ပေါ်မှာကျွန်တော်တို့အလွယ်တကူရောက်ရှိလာတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ဒါကတော့ကျွန်တော်တို့က offline အနေနဲ့ software ကိုအသုံးပြုပြီးတော့ MP4 video ကနေပြီးတော့ MP3 သချင်း file အဖြစ်အလွယ်ကူဆုံးနဲ့ပြောင်းလဲလို့ရနိုင်တဲ့ဒုတိယနည်းလမ်းလေးဖြစ်ပါတယ်။အားလုံးနားလည်လောက်မယ်လို့တင်ပါတယ်ဒီရဲ့သင်ခန်းစာလေးကအားလုံးအတွက်လည်းအရန်သုံးဝင်မဲ့သင်ခန်းစာလေးတစ်ခုဖြစ်တဲ့အတွက်ကိုကိုယ်တိုင်လက်တွေ့လိုက်ပြီးတော့မှလေ့ကျင့်ကြည့်ပေးပါ အကယ်၍ကိုကိုတိုင်းလေ့ကျင့်တဲ့အခါမှာမရတဲ့နေရာလေးတွေရှိတယ်။ကျွန်တော်သင်ပေးတာနားမလည်လိုက်တဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ပြန်ပြီးတော့မှမေးမြန်းပေးလို့ရပါတယ်။အကယ်၍ကိုကိုတိုင်းလေ့ကျင့်ပြီးသွားပြီးကိုလည်းအမှန်တကယ် MP4 ဗီဒီယိုကနေပြီးတော့ MP3 သချင်းဖိုင်ကိုပြောင်းလဲတတ်နေပါပြီဆိုရင်တော့ဒီသင်ခန်းစာရဲ့ comment လေးမှာ DONE dance ဆိုပြီးတော့ရေးခဲ့ပေးပါဦးခင်ဗျာ။ဒါမှကျွန်တော်သင်ပေးတဲ့သင်ခန်းစာတွေကိုဘယ်သူတွေကတော့အမှန်တကယ်လိုက်ပြီးတော့လေ့လာနေပါတယ်။ လင့်ကျင့်နေပါတယ်ဆိုတာလေးတွေကိုကျွန်တော်ကိုယ်တိုင်လည်းသိရအောင်လို့ပါအခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနာလိုက်ပါမယ်အားလုံးအဆင်ပြေကြပါစေခင်ဗျာ